မင်္ဂလာညချမ်းပါရှင်။နိုဝင်ဘာလ18ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုစတင်ပေးထားရထုတ်လင်းတင်ဆက်ပေးသွားတော့မှာပါ။ဒီနေ့ညပိုင်းသတင်းတွေမှာတော့ဘန်ကောက်မှာမူရင်းစေဝါသတင်းပေးတိုင်ချက်နဲ့အာဏာပိုင်တွေဝင်ရောက်စီးနေရမှာမူရင်းစေဝါမတွေ့ရှိပဲအွန်လိုင်းလောင်းကစားလုပ်ငန်းဖြစ်နေပြီးတရုတ်နိုင်ငံသား3ဦးနဲ့မြန်မာနိုင်ငံသား1ဦးဖမ်းဆီးခံခဲ့ရတဲ့သတင်းဒီနေ့မနက်ပိုင်းကမတူဘီမြို့အနီးကိုပို့ဟိုပြုပြီးအင်အား3တပ်သမ9အစင်းရှိတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့သတင်း မက္ကဆီကိုမှာဆန္ဒပြသူတွေနဲ့ရဲတပ်ဖွဲ့ကြားအထိကယုံဖြစ်ပွားပြီးလူ120ခန့်ဒဏ်ရာရရှိခဲ့တဲ့တဲ့။ကက်ရှမီးယားဒေသမှာရှိတဲ့အိန္ဒိယရဲစခန်းမှာပေါက်ကွဲမှုဖြစ်ပွားပြီးလူ9ဦးသေဆုံးခဲ့တဲ့တဲ့နဲ့။ဘယ်လင်ဂမ်အနေနဲ့မိမိရဲ့ဆုံးဖြတ်ချက်တွေအပေါ်လေးစားမှုရှိရမယ်လို့သူဟဲပြောကြားခဲ့တဲ့တဲ့အဆရှိတဲ့တဲ့နဲ့ပါဝင်ပါတယ်။ဦးဆောင်တဲ့ပုံအနေနဲ့ဘန်ကောက်မှာမူရင်းစေဝါတဲ့ရင်ပေးတိုင်ချက်နဲ့အာနာပိုင်တွေဝင်ရောက်စီးနေရာ မူရင်းစေဝါမတွင်ရှိပဲအွန်လိုင်းလောင်းကစားလုပ်ငန်းဖြစ်နေပြီးတရုတ်နိုင်ငံသား၃ဦးနဲ့မြန်မာနိုင်ငံသား၁ဦးဖမ်းဆီးခံခဲ့ရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မှာမူရင်းစေဝါသတင်းပေးတိုင်ချက်ကြောင့်အာဏာပိုင်တွေဝင်ရောက်စီးနင်းရာမူရင်းစေဝါမတွင်ရှိရပဲအွန်လိုင်းလောင်းကစားလုပ်ငန်းဖြစ်နေပြီးတရုတ်နိုင်ငံသား၃ဦးနဲ့မြန်မာနိုင်ငံသား၁ဦးအဖမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းဌာနတစ်ခုကသတင်းဖော်ပြထားပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မူရင်းစေဝါထိန်းချုပ်ရေးအဖွဲ့ကအရာရှိတွေဟာ တင်းတန်ခရိုင်မှာရှိတဲ့ကွန်ဒိုမီနီယံတစ်ခုမှာမွေးရည်ဇေဝသုံးဆွဲနေကြောင်းသတင်းပေးတိုင်ကြားချက်တစ်ခုလက်ခံရရှိခဲ့ပါတယ်။ဒီတိုင်ကြားချက်ကြောင့်တရားရုံးခွင့်ပြုချက်ဝရမ်းနဲ့အစိုးရကွန်ဒိုမီနီယံကိုနိုဝင်ဘာ23ရက်ကဝင်ရောက်ဇင်းနဲ့ရှာဖွေခဲ့ကြောင်းအဲ့လိုဝင်ရောက်ရှာဖွေရာကနေရဲတပ်ဖွဲ့ဝင်တွေဟာမမျှော်လင့်မဲ့အွန်လိုင်းလုံကစားလုပ်ငန်းကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။ဖြစ်စဉ်မှာအသက်28နှစ်နဲ့28နှစ်29နှစ်အရွယ်ရှိတဲ့တရုတ်နိုင်ငံသား၃ဦးနဲ့ 28နှစ်အရွယ်ရှိတဲ့မော်ထေးအမည်ရှိတဲ့မြန်မာနိုင်ငံသားတအူးတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။၎င်းတို့မှာမူရင်စေဝါနဲ့ပတ်သက်တဲ့အထောက်အထားတွေနဲ့သုံးစွဲတဲ့အခြေအနေတွေကိုမတွေ့ရှိရပဲပတ်သက်တဲ့အထောက်အထားတွေဆက်လော့တွေတရုတ်ဘာသာစကားနဲ့အသုံးပြုရတဲ့လောင်ကစား website တွေကိုဝင်ရောက်အသုံးပြုနိုင်တဲ့ laptop လေးလုံးကိုရှာဖွေတွေ့ရှိခဲ့တယ်လို့သတင်းမှာဆက်လက်ရေးသားထားပါဗျ။ဒီအဖွဲ့ဟာလောင်ကစား site တွေအတွက် နောက်ွယ်ကနေစီမံခန့်ခွဲသူတွေအဖြစ်ဆောင်ရွက်နေပြီးအရင်ကကမ္ဘောဒီးယားမှာရှိခဲ့ရာကနေထိုင်းနိုင်ငံကိုပြောင်းရွှေ့လက်ပတ်ခဲ့ကြောင်းစုံစမ်းစစ်ဆေးသူတွေကပြောကြားခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာလုပ်ငန်းလက်ပတ်မှုဒေတာ OTP စစ်မှန်ကြောင်းအထောက်အထားပြတိုကင်အခုမဆောင်ထားတဲ့ secret ခုနှစ်ထုံးနဲ့အလွဲသုံးစားလုပ်ထားတဲ့ចောင်းသားဗီဇာတွေနဲ့လူဝင်မှုကြီးကြပ်ရေးစစ်ဆေးမှုတွေကိုရှောင်ရှားဖို့ဖော်ပြထားတဲ့လက်ကైဖုန်း၁၀လုံးကိုလည်းတင်စီရမိခဲ့တယ်လို့သတင်းမှဆက်လက်ရေးသားထားပါတယ်။ ဖန်ဆင်းခံရသူလေးဦးကထိုင်းဘာသာစကားလေးလာသင်ကြားဖို့နဲ့လေပတ်ဖို့လာရောက်တာ ဖြစ်တယ်လို့ပြောကြားခဲ့ကြောင်းထိုင်းရနာပိုင်းတွေကတော့စီးနင်းမှုအတွင်းတွေ့ရတဲ့အထောက်အထားတွေအရ၎င်းတို့ပြောပြချက်တွေဟာကွဲလွဲနေတယ်လို့ပြောကြားခဲ့ပါတယ်။၎င်းတို့လေးဦးကစားလုပ်ငန်းလှုပ်ကိုင်းတာတရားမဝင်တင်သွင်းလာတဲ့ရေမျိုးကုန်ပစ္စည်းတွေလက်ဝဲထားရှိမှုနဲ့ထိုင်းနိုင်ငံမှာတရားမဝင်နေထိုင်တာတွေနဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးစစ်ဆေးမှုတွေဆက်လက်လှုပ်ဆောင်နေပြီးတရားမဝင်အွန်လိုင်းလောင်းကစားတွေမှာလည်းတခြားသောတရုတ်နိုင်ငံသားလူငယ်တွေကြေကြေပြန့်ပြန့်ပါဝင်နေတယ်လို့ယူဆရကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။ပေးမှာကတော့ဒီကနေ့မနက်ပိုင်းကမတူပင်မြို့အနီးကိုပဟိုပြုပြီးအင်အား3.9အဆင့်ရှိတဲ့ငလေးတစ်ခုလှုပ်ခတ်ခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာပါ။ဒီကနေ့နိုဝင်ဘာ18ရက်နေ့မနက်ပိုင်းကမတူပင်မြို့အနီးကိုပဟိုပြုပြီးအင်အား3.9အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့ငလေတစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ခဲ့ပါတယ်။2025ခုနှစ်နိုဝင်ဘာလ18ရက်နေ့မြန်မာစံတော်ချိန် မနက်9:34မိနစ်26စက္ကန့်အချိန်မှာဟာခါမြင်းကလင်းစခန်းရဲ့တောင်ဘက်89မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်မတူဘီမြို့ရဲ့တောင်အနောက်တောင်ဘက်9မိုင်ခန့်အကွာမြောက်လက်တီတို့27.53ဒီဂရီအရှင်းလောင်ကြီးတို့63.42ဒီဂရီအနက်30ကီလိုမီတာကိုဗဟိုပြုပြီး AR Star Scale 3.9အစင်းရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိတယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်။ ဒါပြင်ဒီကနေ့နိုဝင်ဘာ18ရက်နေ့မှာပဲမနက်3:00မိနစ်50အခန်းမှာရေတာရှိမြို့ရဲ့အနောက်မြောက်ဘက်15မိုင်ခန့်ကိုဗဟိုပြုပြီး AR Star Scale 3.4အဆင့်ရှိတဲ့ငလင်တစ်ခုလှုပ်ခတ်ခဲ့သေးပြီးဒီငလင်ကတော့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးရဲ့နောက်ဆက်တွဲငလင်အဖြစ်လှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီကနေ့မနက်ပိုင်းလှုပ်ခတ်ခဲ့တဲ့ငလင်အပောင်းဝင်မလ28ရက်နေ့အင်အားပြင်းငလင်ကြီးလှုပ်ခတ်အပြီးနောက်ဆက်တွဲငလင်လှုပ်ခတ်မှု243ကြိမ်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတကာသတင်းတွေကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာပါမက္ကဆီကိုမှာဆန္ဒပြသူတွေနဲ့ရဲထပွဲကြားအဓိကယုံဖြစ်ပွားပြီးလူ120ခန့်ဒဏ်ရာရရှိမက္ကဆီကိုနိုင်ငံမက္ကဆီကိုစီးတီးမြို့တော်မှာနိုဝင်ဘာ15ရက်ကသမရကရိုဒီယာဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးရဲတပ်ဖွဲ့နဲ့အဓိကယုံဖြစ်ပွားခဲ့ပြီးလူ120ခန့်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံအာဏာပိုင်တွေကပြောကြားခဲ့ပါတယ် Generation Z တွေရဲ့ကိုယ်စားလှယ်တွေကလူမှုမီဒီယာပေါ်မှာဆင်းရုံခဲ့တဲ့ဒီဆန္ဒပြမှုဟာမူရစ်စေဝါအကြမ်းဖက်မှုနဲ့ရှိမဲရဲ့လုံခြုံရေးမူဝါဒတွေကိုဆန့်ကျင်ခဲ့တာဖြစ်ပြီးဆန္ဒပြမှုမှာအသက်အရွယ်ပေါင်းစုံပါဝင်ခဲ့ကြောင်း AFP သတင်းတောက်တွေကပြောပါရယ်2024ခုနှစ်အောက်တိုဘာလကအာဏာရလာခဲ့တဲ့ရှိမဲဟာ၎င်းရဲ့ပထမနှစ်အတွင်းလူရုထောက်ခံမှုနှောင်း80ရာခိုင်နှုန်းကျော်ရှိခဲ့ပေမဲ့နိုင်ငံအတွင်းလူသိများထင်ရှားသူတချို့တပ်ဖြတ်ခံနေရတာကြောင့် ၎င်းရဲ့လုံခြုံရေးမူဝါဒအပေါ်ဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။နိုဝင်ဘာ15ရက်ကဖြစ်ပွားခဲ့တဲ့အထိကရုံးမှာရဲရရှိတရားခန့်နဲ့စန္ဒပြသူ20ခန့်တရားရခဲ့ပြီးလူ20ခန့်ဟာဖောက်ထွင်းလူရဲမှုလိုမျိုးပြစ်မှုတွေနဲ့ဖမ်းဆီးခံခဲ့ရပါတယ်။ထမမီတင်ဆက်ပေးမယ့်နိုင်ငံတကာသတင်းကတော့ကက်ရှမီးယားဒေသမှာရှိတဲ့အိန္ဒိယရဲစခန်းမှာပေါက်ကွဲမှုဖြစ်ပွားပြီးလူ၉ဦးသေဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာပါ။အိန္ဒိယနိုင်ငံကအုပ်ချုပ်ထားတဲ့ ကက်ရှမီးယားဒေသမှာရှိတဲ့ရဲစခန်းတစ်ခုမှာဖမ်းဆီးရမိထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေမတော်တဆပေါက်ကွဲမှုကြောင့်လူ၉ဦးသေဆုံးပြီးလူ32ဦးဒဏ်ရာရရှိခဲ့တယ်လို့ရဲတပ်ဖွဲ့ကပြောကြားခဲ့ပါတယ်။အိန္ဒိယရဲ့ဒေလီမြို့တော်မှာလူ73ဦးထပ်မံသေဆုံးခဲ့တဲ့ကားဘုံပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတဲ့နောက်ကက်ရှမီးယားဒေသရဲ့ရဲစခန်းမှာအခုပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။အိန္ဒိယအစိုးရကတော့ဒေလီမှာဖြစ်ပွားခဲ့တဲ့ပောက်ကွဲမှုဟာအကြမ်းဖက်မှုဖြစ်ကြောင်းပြောကြားခဲ့ပါတယ် နိုဝင်ဘာ14ရက်မော်လပိုင်းကကက်ရှမီးယားဒေသရဲ့နောင်ကန်ရဲစခန်းမှာပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ဒီရဲစခန်းမှာအခုသတင်းပတ်အစောပိုင်းကဟာယာနာပြည်နယ်ဖာရီဒါဘတ်မြို့မှာတင်စီရမိထားတဲ့ဖောက်ခွဲရေးပစ္စည်းတွေကိုထားရှိထားတယ်လို့သိရပါတယ်။ဒီဖောက်ခွဲရေးပစ္စည်းတွေကိုစုံစမ်းစစ်ဆေးဖို့အတွက်လွှဲပြောင်းပို့ဆောင်ခဲ့ခြင်းမှာ မတော်တဆပောက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်ကြောင်းရဲအရာရှိနာလင်ဘရာဘတ်က ပြောပါတယ်။အခုပောက်ကွဲမှုဟာမတော်တဆပောက်ကွဲမှုဖြစ်ပြီးအစံဖက်တိုက်ခိုက်မှုမဟုတ်ကြောင်းလည်းဘရာဘတ်ကပြောပါတယ်။ ပောက်ကွဲမှုကြောင့်ရဲစခန်းလဲဆိုးရွားစွာထိခိုက်ပျက်စီးခဲ့ပြီးရဲစခန်းအနီးမှာရှိတဲ့ကားတွေလည်းမီးလောင်ခဲ့တယ်လို့ဆိုပါတယ်။နောက်ဆုံးသတင်းပုံအနေနဲ့ဘယ်လင်ဂမ်အနေနဲ့မိမိရဲ့ဆုံးဖြတ်ချက်တွေအပေါ်လေးစားမှုရှိရမယ်လို့တူဟဲပြောကြားခဲ့တဲ့အင်္ဂစားသတင်းကိုတင်ဆက်ပေးမှာပါ။အင်္ဂလန်လူရင်းစင်အသင်းဒီပြအဘယ်လင်ဂမ်အနေနဲ့မိမိရဲ့ဆုံးဖြတ်ချက်တွေအပေါ်လေးစားမှုရှိရမယ်လို့ပြောကြားခဲ့ပါတယ်။ဘယ်လင်ဂမ်ဟာအယ်ဘေးနီးယားကိုငကိုကိုမရှိနဲ့အနိုင်ရတဲ့ပွဲမှာ ပွဲစဉ်လိုက်အကောင်းဆုံးကစားသမားဆုရရှိအောင်ခြေစွမ်းပြနိုင်ခဲ့ပေမဲ့ Morgan Rogers နဲ့လူစားလဲခံရချိန်မှာမကျေနပ်တဲ့အမူအရာပြသခဲ့တာကြောင့်သူဟဲကအခုလိုပြောကြားခဲ့တာပါဒီဆုံးဖြတ်ချက်ကိုသူလက်ခံရမှာပါသူ့တငယ်ချင်းကကွင်းပေးမှာစောင့်နေပါပြီဒါကြောင့်သူလက်ခံဖို့လိုအပ်ပါတယ်လေးစားမှုရှိဖို့လည်းလိုအပ်ပါတယ်သူမပြောရွှင်တာကိုတော့မြင်တွေ့ရပါတယ်။ဒါကိုကျွန်တော်ပူကြီးမအောင်မလုပ်ချင်ပါဘူး။ဒါပေမဲ့အပြုအမူကအရေးကြီးပါတယ်လို့သူဟဲကပြောကြားခဲ့ပါတယ်။အင်္ဂလန်အသင်းဟာအယ်ဘီနီးယားကိုအနိုင်ရခဲ့တာကြောင့် 2026ကမ္ဘာဖလားခြေဆက်ပွဲမှာရှစ်ပွဲစလုံးအနိုင်ရရှိခဲ့တဲ့အပြင်ပေးကိုလည်းမရှိခဲ့ပါဘူး။ဂျာမနီပြတောမတ်စ်တူဟဲကင်တွေတဲ့တက်တန်းအတွင်းမှာတော့ခြေဆက်ပွဲမှာဆီနီဂေါကိုရှုံးနိမ့်ခဲ့တာကလွဲရင်ဂျန်နဲ့ကိုပွဲစလုံးအနိုင်ရရှိခဲ့ပါတယ်။နိုဝင်ဘာ18ရက်နေ့ည7:00နာရီညပိုင်းသတင်းတွေကိုထိုင်းရထုတ်လင့်တင်ဆက်ပေးသွားခဲ့တာပါ။ကြည့်ရှုနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေ။တာယာအေးချမ်းတဲ့ညချမ်းလေးဖြစ်ပါစေ။